အင်္ဂလိပ်စပီကင်ကောင်းဖို့ရက်60 CD ရဲ့ပထမအဆုံးနေ့ Day 1ဖြစ်ပါတယ်ဒီ series ပြီးသွားတဲ့အခါမှာခမန်းကြီးနှစ်လပါနော်နှစ်လပြီးသွားတဲ့အခါမှာမိတ်ဆွေရဲ့ speaking skill တွေဟာဆိုရင်တိတိတတ်တာကြီးကိုကောင်းလာမှာဖြစ်ပါတယ်ဆိုတော့ရှိနေတဲ့နေ့တပုတ်ကိုပုံမှန်လေ့ကျင့်ပါအရာအလုံးကဒီဒီမှာတင်တဲ့တင်ကားဆိုင်အလုံးအားဆိုရင် free ဖြစ်ပါတယ် free လေးလာပါဒါပေမဲ့ဇွဲရှိရှိနဲ့တကယ်တင်တဲ့တရတယ်လို့လေ့ကျင့်ပါအဲဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ speaking skill အားဆိုရင်တိုးတက်ကောင်းမွန်လာပါလိမ့်မယ်လို့အားမခံပါဘူးခဲ့ဒါဆိုရင်ကျွန်တော်တို့စလိုက်အောင်ပထမအဆုံးဒီနေ့ပြောမယ့်ဟာတော့ ခုခုကိုမိတ်ဆက်ခြင်းနဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်အခုခုမိတ်ဆက်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကျေတဝင်းရှင်းပြပေးမယ်အဲဒါပေမဲ့ဒီဒီဒီ series ရောက်လာတဲ့မိတ်ဆွေရဆိုလို့ရှိရင် series မှာကျွန်တော်တင်ခဲ့တဲ့အင်္ဂလိပ်စာအောက်တက်ကြီးဖို့ရ30 series ဆိုတဲ့ဟာကိုတော့လေ့လာထားတဲ့ ਨੇ အဲ့ဒါကိုလေ့လာထားမှလာဒီ sentence ကိုထပ်ပြီးအများကြီးပွားသွားလို့ရမှာအဲ့ဒါကြောင့်ကျွန်တော်အောက်တက်ကြီးအောင်လို့အောက်ခြေခံအောင်လို့ရ30 series တခုလုပ်ထားတယ်အဲ့ဒါကိုဒီဘက်ကနေသွားကြည့်ကြည့်ပြီးတော့မှဒီ series ကိုလာခဲ့ဒီ series ပြီးလို့ရှိရင် English speaking ကောင်းသွားမယ်အဲ့ဟုတ်ပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်မိကုန်းလေးတွေရှိနေတယ်မင်းနာမည်ကဘာလဲမင်းသက်ဘယ်လောက်လဲ မင်းဘယ်ရလဲမင်းဘမနေလဲမင်းဘာလုပ်လုပ်လဲမင်းအိမ်တောင်တယ်လားမင်းဘာကြောင့်အင်္ဂလိပ်စာကိုလေ့လာနေတာလဲဟုတ်ပြီဒါဒီမိကုံးလေးတွေကိုဟုတ်ပါအင်္ဂလိပ်လို့လောက်တက်လားဒီဗီဒီယိုလေးကိုခဏလေးရက်ပြီးတော့ငါအဲ့ဒါလေးကိုအင်္ဂလိပ်လို့ပြောတက်လားဆိုတော့စမ်းပြောကြည့်မရင်းနဲ့တော့ဒီမှာ speaker series ဖြစ်တော့မရင်းနဲ့အောင်အရင်ပြောကြည့်ပြောပြတဲ့အခါမှာဒီမိကုံးလေးတွေတောက်ချောက်မိပြီးတဲ့အခါကျအဲ့မိကုံးလေးတွေအဖြေတွေရောငါဖြေတက်မလားအင်္ဂလိပ်လို့ဖြေမလားလို့ဖြေကြည့်လိုက် ဲဖြည့်ကြည့်လို့ရတယ်အစတည်းဒီလောက်ကတော့ငါတို့ AC ပဲဆိုရင်တော့ဒီ video ကမေ့စုတော့မဟုတ်ဘူးအာဒီဟာနဲ့ပတ်သက်ပြီးတော့ငါတိတ်မရသေးဘူးအချို့ဟာလေးတွေတိတ်နားမရှင်းသေးဘူးတော့ငါနည်းနည်းလေးပိုင်နိုင်ခြင်းနဲ့ဆိုရင်တော့ဒီ video ကမေ့စုတော့ဖြစ်တယ်အဲ့တော့ video လေးခဏရပ်ပြီးတော့စမ်းကြည့်လိုက်ပါကဲဟုတ်ပြီ။ကဲမိတ်ဆွေကစမ်းကြည့်ပြီးဆိုလို့ရှိရင်ကျွန်တော်ဆက်လိုက်အောင်ပထမပထမဆုံးမင်းနာမည်ကဘာလဲ။ရှေ့ရစီးရီးမှာကျွန်တော်သင်ထားဘူးတဲ့။လဲမေကုန်းဆိုရင် WH နဲ့စာရမယ်ဆိုတော့ WH ဘာလဲဆိုတော့ what ပေါ့။ what ပြီးလို့ရှိရင်ရှေ့ကိုအခုထောက်ရမယ်ဆိုပေ ဟိုဟို root တစ်ခုရှိနေတယ်အဲ့ဒါကလည်း share series မှာ share series မှာကျွန်တော်ပြောခဲ့ပူးတယ်ဘာဖြစ်တယ်လဲဖြစ်တယ်ဆိုတဲ့အထိပဲကျွန်တော် is ကိုထုတ်လိုက်တယ်ဘာတူလဲဆိုရင် main နာမည် main နာမည်လို့ပြောပြမိတဲ့ဒီမှာ main e ဆိုတဲ့ e အဓိပ္ပာယ်ပါနေတယ် main ကိုပြောချင်တာမဟုတ်ဘူး main ရဲ့ main ရဲ့နာမည်ပေါ့နော်တင် e ဆိုတဲ့ဟာအဲတင် e ရဲ့ English ဆိုဘယ်လိုခေါ်လဲဆိုရင် your ဒါ your တင် e နာမည်ကတော့ name ဒါဘယ်လိုခေါ်လဲဆိုရင် what's your name မြန်နာမည်ကဘာဖြစ်တယ်လဲအတန်လေးနည်းလေးပြောတဲ့အခါမှာအတန်လေးနည်းပို့ပြီးတော့ကောင်းဆက်ကောင်းလေ့ကျင့်ကြည့်လို့တော့ ရတယ်စပြောကစားမှာတော့အော်အတန်ကတောင်းတောင်းတင်းတင်းဖြစ်နေတတ်တာပေါ့နော်အတန်လေး flexible ဖြစ်ဖို့ဆိုလို့ရှိရင်နည်းနည်းလေးလေးကျင်းလို့ရှိရင်ရတယ်လိုက်ပြောကြအောင် what is your name what is your name what is your name ဒါမေးခွန်းလေးတွေဆိုအတန်လေးနည်းနည်းမြှင့်လိုက်ရတဲ့သဘောရှိတယ်အော် what is your name ဒါလေးမြှင့်ပြောလိုက်ပါတော့နည်းနည်းလေးပဲနည်းနည်းများရမယ့်သဘောမှရှိတယ်ဟုတ်ပြီအဲ့တော့ကိုယ့်ရဲ့နာမည်ကိုပြန်ပြောမယ်ဆိုရင်အဖြေလေးကလွယ်ပါတယ်ဘာလဲဆိုရင် my name is ဒါပေမဲ့ အတန်က linking point လို့ခေါ်တဲ့ဒီဒုတိယမြောက်လုံးမှာ AI ကို unit စတယ်ဆိုရင်လည်းသူရှိရအဘာဝယ်လုံးနဲ့အတန်ဆက်ပြရမယ်အဲ့တော့ m နဲ့ is နဲ့ဆက်ပြီးတော့ mix ဆိုတဲ့အတန်ကိုထားမယ်အဲ့တော့ my name is ကဘယ်လိုလေးအတန်လေးဖြစ်နေမှာဆိုရင် my name is my name is ဟုတ်ပြီပြီးရင်ကိုယ့်နာမည်ကိုဒီမှာထည့်ပြလိုက်မယ်ကိုယ့်နာမည်ကလည်းကျွန်တော်နာမည်နှင်းမိုးဆိုတော့ my name is နှင်းမိုး တခါလေးလေ့ကျင့်ထားကိုယ့်ကိုသူများနာမည်ပေးလိုက်ခါကျကိုယ့်နာမည်ကိုပြပြသက်တာပြောလူတယောက်မှနာမည်ကအရေးကြီးဆုံးပဲကိုယ့်နာမည်ကိုတော့မှကိုယ်ပြပြသက်တာမပြောရဲဘူးကိုယ့်နာမည်ကိုထုတ်ဖို့ခက်တယ်ဆိုတာကကိုယ့်ရဲ့ယုံကြည်မှုအနည်းတော့ပြတယ်အဲဒီတော့ကိုယ့်နာမည်ကိုပြောတဲ့ခါကျရင်ထင်ထင်ရှားရှားနဲ့ပြပြသက်တာပြော My name is Nemo ညံစရာမလိုဘူးနည်းနည်းအတန်လေးကောင်းပြီးတော့မှန်ဖို့ပြောမယ်ပြပြသက်တာလေးပြောနေဖို့အရေးကြီးရပါတော့ဒါပထမဆုံးစတင်မယ် step အရင်မြန်ပြီးတော့ fluent ဖြစ်နေဖို့ကကြတော့အလေးကျင့်လို့တယ်အရင်ဆုံး fluent မဖြစ်ခင်မှာကျွန်တော်မှန်ဖို့နဲ့ အဲမှန်ဖို့အဓိကပေါ့နော်မှန်ဖို့ ਨੇ မှန်ဖို့အဓိကပဲဟုတ်ပြီအဲ့တော့ what is your name my name is nemo အဲအမှတစ်ခုထပ်ပြောပြမယ် formal formal လို့ခေါ်တဲ့အဲဒီလူကြီးလူကောင်းတွေတွေ့တဲ့အခါမှာလူကြီးလူကောင်းတွေကပုံမှန်အဖြစ်ဆိုတော့ what is your name ဆိုတော့ကျွန်တော်ကဒါရင်းနေတဲ့သုံးလုံးပဲနာမည်မေးတဲ့အခါမှာအဲသူတို့ကလူတို့ကနာမည်ဖမ်းမိမိလိုက်တဲ့အခါကျရင် what is your name လို့တည်းကြီးမိလိုက်တာနည်းနည်းလေးရှင်းပြမှုမရှိဘူးလို့ယူဆရတဲ့အဲ့တော့ဘယ်လိုလေးမေးတာပုံပြီးရှင်းပြပုံပေါက်တဲ့ဆိုရင် your name is အဲ့လိုလေးထမေးလိုက်တာပို့ပြီးတော့ ဒီရေးပုံပေါက်တယ် your name ဆိုပြီးတော့အတန်းလေးကိုမြင့်ထားပြီးတော့တန်းလေးလေးရက်ထားလိုက်တာဒါနဲ့ mix ရဲ့နာမည်ကအဲ့ဒီပုံစံလေးမျိုးလေးဖြစ်သွားတာပေါ့ your name is အဲ့တော့မှ my name is name မဟုတ်ခုဘက်ကလိုပြန်ပြောပါပေါ့နော်ဒီ view လေးပြလို့ရှိရင်ကျွန်တော်ကျွန်တော်တပည့်နှစ်ယောက်ပြောပြထားတာလေးရှိတယ်ဟုတ်ပြီမင်းအသက်ဘယ်လောက်လဲမင်းအသက်ဘယ်လောက်လဲဆိုတာအသက်ဘယ်လောက်လဲဆိုရင်ကျွန်တော်ဗာနဲ့ပဲပြီးလဲဆိုရင် how oh မင်းုံမင်းမှာ you ဆိုတော့အာကိုတုံးတယ်နော်မင်းအသက်ဘယ်လောက်လဲဆိုမှလေအသက်ဘယ်လောက်ဖြစ်တယ်လဲဖြစ်သည်ဆိုတဲ့အဓိပ္ပာယ်ပါလို့ msr တွေကိုဒီမှာတုံးတာနော် အဲ့ပြီ how old are တင်းဒီဆိုတော့ you ဘာဖြစ်လို့ you is number သုံးနေအားနဲ့သုံးတာလဲဆိုတော့ you ကဒီရှေ့က pronoun ချက် day 1ဆိုတာရှေ့ကဟိုအင်္ဂလိပ်စာအောက်တက်ခြင်းမဲ့ရ30 CV မှာ day 1မှာနေပြောထားပြီးသား i နဲ့ you က first person နဲ့ second person ဖြစ်လို့တဲ့သူကအများသုံးတဲ့ဟာပဲသုံးလို့ဆိုအားကိုသုံးလိုက်တယ်အဲ့တော့ how old are you how old are you ဟုတ်ပြီအတန်အရမြင်အောင်မကြည့်ပါနဲ့မှောင်ရင်ကြည့်ကြည့် how old are you how old are you how old are you လေ့ကျင့်ကြည့်နော်အမြင်တက်ဘလောက်လဲဆိုတာလေ့ရပါပြီကြည့်အောင်ဆိုရင်ကိုယ့်အသက်ကိုပြောမယ်ဆိုရင် am I am ဆိုတာအရှိကောအထူးနဲ့ပြောမှဆိုရင် I am I am ဟုတ်ပြီအခုအတက်ကငါစားပါတော့20ဆိုရင် I am 20အခုအတက်25ဆိုရင် I am 25เนาะကိုယ်ကတ30ဆိုရင် I am 30 30เนาะဟိုက73ဆိုရင်13 10နဲ့ T အတန်လေးတွေကိုယ်အောင်ပြောတာเนาะ11 12 13 14 15 16ဟောဒါက73 14 15 16ဆိုတော့ဟော20 30 40 60ဟော20 30 40 60 30 40အဲ့လိုလေးပြောမယ်နော်ချီးနဲ့ထင်းနဲ့အဲ့လိုအတန်းလေးနဲ့ကွာလာလို့လေးတကြီးဟုတ်ပြီနောက်မှ years old လို့ထည့်လိုက်ရတယ်မထည့်ဘဲနဲ့အဲ့လိုမျိုး i'm 20အဲ့လိုရထားလိုက်ရတယ်ရပြီနော် how old are you i'm 20 how are you i'm 20အဲ့လိုတင်းကြီးအဖော်လေးရှင်ပိုကောင်းတယ်တယောက်တည်းလေးပြောမင်းဘယ်ကလဲဟုတ်ပြီမင်းဘယ်ကလဲဆိုတော့မင်းဘယ်ကလဲနော်ဘယ်နေရာလေးလာလဲကိုယ့်ရဲ့ origin ကိုပြောတာဖြစ်တယ်ကိုနေရဲ့နေရာကိုမေးတာမဟုတ်ဘူးဥမာဖြစ်ဆိုရင်ဗျာမြန်မာမှာမွေးရတဲ့လူတယောက်သူက ထိုင်းမှာလုံသွားလို့ပဲဆိုပါလို့အဲဆိုရင်သူ့ကိုမေးတဲ့ခါကျတယ်မင်းဘယ်ရလဲလို့မေးလို့ရှိရင်ကျွန်တော်ကကိုနေတဲ့လိပ်စာကိုပြောမှာမဟုတ်ဘူးသူဘယ်ရလာလဲဆိုသူမြန်မာမှာနေခဲ့တဲ့မြန်မာဆိုရဲသူနေသူလာခဲ့နေရာကိုပြောမှာဖြစ်တယ်အဲ့မေးခွန်းလေးကိုမေးမယ်ဆိုရင်ဘယ်ကလဲနေရာကိုဆိုရင်ဘယ် question 1တော့လဲဆိုရင်လဲမေးခွန်းနေရာ question 1နဲ့ပဲစာပါလေနေရာဆိုဝဲရောအဲ့တော့ ဒီထားလေးတွေမှာနည်းနည်းလေးပြောရတဲ့တက်ခနဲ့တက်ခနဲ့သဘောပေါက်ဖို့ဆိုရင်ရှေ့ရ CV လေးကိုကြည့်ဖို့ကျွန်တော်အကြံပြုပါရနော်။ဒါအောင်တန်းကြည့်လို့ရှိရင်လည်းရပါမယ်။ဘာကွာလဲဆိုတော့စမ်းနက်ကိုပွားတဲ့နေရာမှာအမားလေးတွေဖြစ်နေတတ်တယ်။ဒါပေမဲ့လည်းဒါလေးကိုလည်းတခြားကြည့်ရင်ဖြစ်နိုင်ပါတယ်။အဲ့တော့ where ဟုတ်ပြီ။ဘယ်နေရာကလဲဆိုတာဒီမှာလည်းဖြစ်ဆိုရတဲ့ဒီမြုပ်ထားတယ်။ဘယ်နေရာကဖြစ်တယ်လဲဆိုတော့ R လေးရထပ်ထုတ်လို့မယ်။ where are တင်းဒီဆို you ဒီမှာဘယ်ကလဲဆိုတာဘယ်နေရာမှဖြစ်တယ်လဲ။မှထိပ်ပါလေပါတော့နောက်ဆုံးမှာ from ဆိုတာလေးကိုလည်းထည့်ပေးလိုက်မယ်။အဲ့တော့ where are you from where are you from အလိုတန်လေးရအောင်အရင်ကြည့်ကြည့် where are you from where are you from ကနေ where are you from အလိုလေးတန်လေးရအောင်ကြည့်ကြည့်နော် where are you from လိုက်ပြောကြည့်ဟုတ်ပြီအဲ့ဆိုကိုလိုက်နေရဆိုလို့ရှိရင် i'm from ကိုရဲ့ဝေးရမြို့ပြောမှာပေါ့ i'm from မြန်မာမြောင်းမြဆိုရင်လည်း i'm from မြောင်းမြလက်ဘတာလားဆိုရင်လည်း i'm from လက်ဘတာအဲစသည်ဖြင့်ပေါ့ကိုလိုက်နေရကိုပြောမှာဖြစ်ပါတယ် ကျွန်တော်ခုမင်းဘမနေလဲအဲဒါခါတော့ကိုဘယ်ကလာလဲဆိုတာမေးရမှာဟုတ်အခုလောလောဆယ်မင်းဘယ်နေရာမှာနေနေလဲဘယ်နေရာမှာအခြေချပြီးနေနေလဲဆိုရဲကိုယ့်ရဲ့ address လို့ခေါ်ရလိပ်ဆောင်မေးတာဖြစ်တယ်ဘမနေလဲဘယ်နေရာမှာဆိုတော့ဝယ်အခုဒီဒီမှာဖြစ်တယ်ဆိုတိမမထွက်တော့ဘူးနေသည်ဆိုတာ van ဝယ် van ရဲ့အခုနှလုံးကိုကျွန်တော်ရဲ့ပုံမှန် follower ကြီးတွေရှေ့ရ CV မှာမှတ်မိကြသေးလား van ကမေးခွန်းလုပ်မယ်ဆိုရင်ရှေ့ကိုအခုထုတ်တယ်လေဘာလဲဘာလဲလဲ do နဲ့ just နဲ့ ဟုတ်ပြီနော်ဘာဝမ်းမလို့ဒူးနေတက်ထုတ်တော့မယ် MSR ထုတ်လို့မရတော့ MSR ဖြစ်တယ်ဆိုတဲ့ဟာတွေအတွက်ထုတ်တာအဲ့တော့နေတာဒီ verb live က verb ဖြစ်တဲ့တောင်ရှေ့ကိုဒူးနေတက်ဆက်ထုတ်မယ်အမှမှာ main ဆိုတာဒီဘာ person လဲ i နဲ့ you က first person နဲ့ second person ဆိုတော့အများသုံးနဲ့ဒူးကိုထုတ်လိုက်တယ် where do you live မြန်မာမှာနေလေ okay where do you live လို့ရှိရင်ကိုနေနေပြောမယ်ဆိုလို့ရှိရင် subject နဲ့ပြန်စမယ် i နေဆိုတော့ live မှာ s ထည့်လို့မရဘူးလားဘာဝမ်းပြင်မှာ i first person ဆိုတော့ s မထည့်တော့ဘူး i live in ဟုတ် ုနေနေအောင်ပြောမယ်ပေါ့ဟုတ်ပြီမိဘုံရင်လေ့ကျင့်ကြည့်အောင် where do you live where do you live အဲ့တော့ပြန်ပြောလို့ရှိရင် i live မှာ ai ရွေးနေစထားပြီဗျာခုနကပြောတဲ့ vili နဲ့လက်ဆက်မယ် i living live in sa living i living ဟုတ်ပြီပြီးတော့ land number တွေပြောတဲ့အခါကျလို့ရှိရင်ကိုကမြို့ပေါ်မှာနေရလို့ဆိုရင် land number တွေရှိလိမ့်မယ် land number တွေပြောတဲ့အခါကျရင် ordinary number လို့ခေါ်တဲ့အစင်ပြခဏတော့သုံးရတယ်1 2 3 4မတော့အောင် first second third အဲ့လိုမျိုးသုံးရတယ်ကျွန်တော်အီစံပြဒါအရှိအစံပြလို့ခေါ်တယ်အီစံပြ second street အဲ့လမ်းမှာနေတာပေါ့ဟုတ်ပြီတော့ main road မှာဆိုပါဥမာပေါ့ထားပါတော့လမ်းမကြီးဆိုရင်ထားပါတော့ boba 2ဆိုပါဆို boba 2 road ဒါ boba 2လမ်းမကြီးမှာနေတယ်ရွာမှာဆိုရင်လည်း i live in အဲ့ထားပါတော့အာဒါဆိုရေဆိုင်ဆိုလည်း i live in ရေဆိုင်ရေဆိုင်ဆိုတဲ့ရွာလေးမှာရေဆိုင် village ပေါ့ပြန်ဆိုရွာလေးမှာနေတယ်အဲ့ကိုနေတဲ့နေရာလေးကိုအတိအကျရေးပေးရမယ်ဟုတ်ပြီနော် land ရှင်လည်း land ရေး Yeah, that's that now. What's your name? My name is Yoyo Dita. How are you? I'm 19 years old now. Where are you from? I'm from Zhengzhou. Where do you live? I live in Yakima Ward. Uh, what do you do? I'm a university student. <clears throat> are you single? Yes, I'm single. What's your hobbies? My hobby are dancing, traditional dance, and singing. Uh, Why do you learn English? Mm, I learn English because it can communicate different people all over the world and it is an essential um, language um, for my education. နောက်တစ်ခုကမင်းဘာအလုပ်လုပ်လဲဘာလုပ်လုပ်လဲဆိုရင်လဲမေကိုဖြစ်တော့ရှေ့မှာ WH ထုတ်ရမှာပဲဘာလဲဆိုတဲ့အတွက်ကြောင့်ဘာနဲ့ဆက်မလို့ဆိုရင် what လုပ်မယ်ဟောထုတ်လိုက်ပြီပြီးရင်အလုပ်လုပ်တာသည်ဖြစ်တာမဟုတ်ဘူးဖြစ်တာမဟုတ်တော့ I miss ာမထုတ်ဘူး verb 1ဖြစ်တဲ့အတွက်ကြောင့် do does ထုတ်မယ်မင်းက second person ဆိုတော့ do ထုတ်မှာဒီမှာ he တို့ she တို့တယောက်တည်းဆိုရင် does ထုတ်မှာเนาะ what do means ဆိုတော့ you အလုပ်လုပ်တာ do ပဲဆိုတော့ what do you do ဒီမှာလုပ်လို့လဲ what do you do what do you do what do you do ဒီမှာလုပ်လို့လဲအဲဆိုရင် i အဲကိုယ့်အလုပ်ကိုပြောမယ်ဆိုရင် um နှစ်မျိုးပြောလို့ရတယ်အဲကိုကဥပမာပြင်ဆိုတော့ဟိုပေါ့ i am ဖြစ်တယ်ဆိုရင်ဖြစ်သည်ဆိုရင် am ပါသုံးပါဦး i am a teacher အဲဒါဆိုငါဆရာတယောက်ဖြစ်တယ်အမို့ငါဆရာတယောက်အနေနဲ့အလုပ်လုပ်တယ်ဆိုလို့ရှိရင် I walk ဒါဘဝန်းနဲ့ပြောတာငါလုံးလုံးတယ် ASX S ဆိုတာလေးကိုမှတ်ထား S ဆိုတာအနေနဲ့လို့မှတ်ထားကဲတော့လည်းရှိတယ်အတိုင်းလည်းရှိတယ်ဒါမှတော့အနေနဲ့လို့မှတ်ထားနော် I walk as a teacher ငါဆရာတယောက်အနေနဲ့အလုပ်လုပ်တယ်အဲ့လိုပြောရင်ရတယ်နော် I walk as a manager ငါ manager တယောက်အနေနဲ့အလုပ်လုပ်တယ်ဒါမှမဟုတ်လေ I am a manager ငါ manager တယောက်ဖြစ်တယ်အဲ့လိုပြောလို့ရတယ်ဒါမှလုံးလုံးလည်းဆိုရင်ဖြေနေနှမျိုးရှိတယ်ခဏတော့မင်းအိမ်လောင်တယ်လာဘာမျိုးကုန်းလဲလာမေကုန်းလာမေကုန်းဆိုရင် ရှေ့ကိုအခုထောက်ရမယ် the bridge တွေမလို့ဘူးအဲ့ဒါရှေ့ရောက် series မှာလည်းပြောထားပြီးသားဒါပေမဲ့ရှေ့ရောက်ထုတ်တာဒီ do tech ဖြစ်နိုင်တယ် msr ဖြစ်နိုင်တယ်အဲ့တော့အိမ်နောင်တဲ့ဒီအိမ်နောင်ကြာပြီးသားအဲ့လို mary လို့ခေါ်တယ် mary ဒီ adjective ဖြစ်တယ်ကဲရှေ့ရောက် series မှာ adjective တွေဒီဒေါ်တွေဖြစ်တဲ့ကြောင့် d ဖြစ်အောင် msr နဲ့တွဲရမယ်လို့ကျွန်တော်ပြောထားတယ်အဲ့တော့အိမ်နောင်တဲ့ဖြစ်ချင်းဆိုရင် mary ဒီ adjective ဖြစ်တဲ့ကြောင့် msr နဲ့တွဲရမယ်အဲ့တော့အခုထုတ်ဆိုလို့ရှိရင် msr ကိုပဲထုတ်ရမယ် main ဒီ second person ဖြစ်တဲ့ကြောင့်ကျွန်တော်ဘာထုတ်လိုက်လဲဆိုရင် r ထုတ်လိုက်တယ် main ဆိုတော့ you အာဘာကြောင့်ထုတ်လဲဆိုရင်သူ့နောက်မှာ adjective မဟုတ်လို့နော်ဘာဝမ်းဆိုရင် do ထုတ်မှာ are you အထက်ဒါ mary i mean r r i e d mary e d နဲ့ဆုံးတာဘာမှမဟုတ်နော် adjective are you mary မင်းအိမ်တော်တယ်လားဟုတ်လို့ရှိရင် yes i am ပေါ့မဟုတ်ရင် no i am not အမအာမင်းကပေါ့လူပြိုလူလွတ်လားဆိုရင်တော့ single ပေါ့ are you single အဲ့လိုဖြစ်မှာပေါ့နော်အဲဆိုရင် do နဲ့မင်းကိုဆိုရင် do နဲ့ဖြစ်မယ် am ဆိုတော့ r နဲ့ပဲမယ်ဟုတ်လို့ရှိရင် yes i am ကွာသူအတွဲလေးကိုကြည့်ရတော့ MSR ဆို MSR နဲ့ပြန်ဆက်ပြီးဖြစ်ရတာမဟုတ်ရင်တော့ no i am not no i am not နော်ဒါလည်းမဟုတ်ဘူးနောက်တစ်ခုပဲလို့တော့တယ်မင်းဘာကြောင့်အင်္ဂလိပ်စာကိုလေ့လာနေတာလဲလဲမေကွန်ဟောလဲရတယ်လဲမေကွန်ဖြစ်တဲ့အတွက်ကြောင့်ဟို question word ကိုရှားတော့မယ်နော် debate ကိုရှားတော့မယ်ဘာကြောင့်ဆိုတော့ဘာဖြစ်သွားလဲဆိုရင် why လုံးနေတာဆိုရင်ဘာထန့်လဲ share စီးနေမှာပြောထားလဲအခုလုံးနေရရဆိုရင် MSR 5G မင်းကလို့ရှိရင် MSR ကိုရှင်းထုတ်မယ် မင်းက second person ဆိုတော့ our ရှင်းထုတ်လိုက်တယ် why are you ရှင်း ms ထုတ်သွားရင်နောက်မှာ back id ကျန်ခဲ့မယ်လေ့လာတာ studying ပေါ့အမှုလဲ learning လဲသုံးရရလေ့လာနေတာ why are you studying english ဘယ်လိုစာပါကြောင်းလေ့လာနေရလဲ question mark အဲအဖြေတွေကတော့အမျိုးမျိုးဖြစ်နိုင်တယ်အဲ့တော့ပြန်ကောက်လို့လည်းရတယ် i am studying english ဘယ်လိုစာကိုလေ့လာနေပါလဲ because ဘယ်ကြောင့်ဆိုတော့ because နဲ့ဖြစ်ပြီးမှတ်ထားမှာ subject နဲ့ verb တွေပြန်လာလိမ့်မယ် it is important for me ၎င်းကငါ့အတွက်အရေးကြီးလို့အဲ့လိုလေးပြောရင်လည်းရတယ်။နောက် true နဲ့ဆက်ရင်တော့ versus လာမယ်။နော်။ eating ဘာလဲဆိုရင် I am studying English because I'm a setter to edit ပြန်ရအောင်။ဘာလို့ရလဲ to improve my skill to improve ရေးပြလိုက်မယ်နော်။ improve ဆိုတော့ total စရင် my skill ငါရဲ့စွမ်းရည်တွေ total စရင်အဲ့လိုမပြောဘဲနဲ့လဲ to get a better job okay to get ရရင် a better job job to be jobs အလောက်ကဲ။ ိုကောင်းတဲ့အလုပ်ကံတစ်ခုရရန်ဒါရန်လေးဆိုရင် to black versio နဲ့ဆက်မယ် because နဲ့ဆိုရင် subject ဘက်နဲ့ပြန်သွားမယ် because ဘာကြောင့်လဲဆိုတော့ i want to speak in english ငါအင်္ဂလိပ်စာကိုပြောချင်လို့ဟုတ်လား i want to use i need to ငါသုံးလို့လိုတယ် need to ကလည်းရှေ့ရဲ့စီးပွားမှာတင်ထားတယ် i need to use it နော် i need to use it ငါအဲ့ဒါကိုသုံးဖို့လိုအပ်လို့စသဖြင့်အမျိုးမျိုးဖြစ်နိုင်တယ်အဲ့လိုမျိုး because နဲ့မကြိုင်တဲ့ to နဲ့ tend to versio နဲ့တက်ဖြစ်လို့ရတယ် to improve my skill to get a better job ဟုတ်ပြီ ဒါဆိုရင်ဒါနဲ့ပတ်သက်ပြီးတော့ဘာလေးရပြီလဲဆိုလို့ရှင်မေကိုနဲ့အဖေလေးတွဲပြီးလေ့ကျင့်မယ်။ဟောတခါလေ့ကျင့်ပြီးတဲ့ခါကျ presentation ပုံစံတစ်ခါလေ့ကျင့်မယ်။ကို့အကြောင်းပြောတဲ့ဟာကိုတခြားအစံလေးပြောပြနိုင်အောင်ဘာလုပ်မလဲဆိုရင်လေ့ကျင့်ကြည့်ရမယ်နော်။ဒါဒါမေကိုနဲ့အဖေပြီးပုံစံလေ့ကျင့်ပြီးဒီဘက်အချောင်းမသိတဲ့တောက်လျှောက်ပြောသွားတာ။အဲ့ဒါကြတော့ကို့အကြောင်းမင်းအကြောင်းပြောစမ်းကွာဆိုပြီး interview သွားဖြေတဲ့ခါမှာဒါလေးကိုတန်းပြောလို့ရတဲ့အနေအထားမျိုးတွေရှိအောင်လို့အလွတ်တခါကျက်ပြီးပြောပြထားမယ်။နှစ်မျိုးကျင့်ထားမယ်။ Hello everyone. My name is Nemo. စသဖြင့်ပေါ့။ I am 25. I am from Myanmar. I live in East Ambia Second Street. I'm a teacher. I'm one. I was a teacher. I'm a singer. But singer, singer, singer. But let me that. So I'm married. I'm singer. I'm married. You I am studying English because I want to improve my skill. I want to improve. Ah, sorry, you do that. You know, to that join. Want to be low. I am studying English to improve my skill. Now, yes, when you need the improve the public to the law. I'm only I am studying English to get a better job. Thank you. And let me leave. Go out down your brother. I'm going to leave. Legend time. ကဲကျွန်တော်က follower ရေးအဆင်ပြေစေပါလိမ့်နော်အဲ့တော့ဒီနေ့လို့တစ်ခုတည်းနဲ့ကိုဒီသေးချာပိုင်ပိုင်နိုင်လေးလာမယ်ဆိုရင်60ဆိုရင်တော့လုံးဝယူ share ရေးဖြစ်နေပါခဲကျွန်တော်လည်းတပည့်နှစ်ယောက်ပြောတော့ကြည့်လိုက်ရအောင် What's your name? My name is Yun Yedita. Um how are you? I'm 19 years old now. Where are you from? I'm from Zhongzhou. Where do you live? I live in Yakima Ward. What do you do? I'm a university student. <clears throat> are you single? Yes, I'm single. What's your hobbies? My hobbies are dancing, traditional dance, and singing. Uh, why do you learn English? Um, I learn English because it can communicate different people all over the world, and it is an essential um, language um, for my education. Okay, hope you ask me. I'll make a You're learning about it. Save your choose our five day.